မင်္ဂလာပါရှင်။ Thessaloniki News ရဲ့စက်တင်ဘာလ28ရက်နေ့ည7:00နာရီတိနောက်ဆုံးရနေ့ပညာသတင်းများကိုတင်ဆက်ပေးပါမယ်။ဘာသာခြားရှိသူနဲ့ရှင်းနေတွေ့ခဲ့ပေမယ့်မိဘတွေသဘောမတူလို့လမ်းခွဲလိုက်ရတဲ့အကြောင်းပြောလာတဲ့ပူပူရဲ့သတင်း။ရွှေတွေပိတ်တာလိုက်ကြည့်ဝက်ကသူတို့ရဲ့အလားတရားကိုပြိုင်ဆိုင်ဖော်ပြခဲ့တဲ့ခြေတန်းမင်းသမီး၃ယောက်တို့ရဲ့သတင်းမြန်မာနိုင်ငံမှာမသူမှမပိုင်ဆိုင်သေးတဲ့နန်းတော်ကြီးလားဖန်းတော်ရဲ့အင်ကြီးကိုချပြလာတဲ့ဝုံမုံရွှေရဲ့သတင်းမိန်းကလေးတွေကိုသဘောမချဘဲနဲ့ဗလာတောင်တောင်ချစ်သူကိုအားလုံးနဲ့မိတ်ဆက်ပေးလိုက်တဲ့ ဆင်ဟာတုရဲ့တရင်ပါဝင်မြန်မာလူမျိုးတွေကိုသမောမချရင်ပြုတ်မှုတစ်ခုကြောင့်လူပြောင်းများနေတဲ့မွေထိုင်းကစားသမားဘရော်ထန်ရဲ့တရင်ကိုရှုစားမှာဖြစ်ပါရဲ့ရှင်မြန်မာလူမျိုးတွေကိုသဘောမကျတဲ့ပြုံမှုတစ်ခုကြောင့်လူပြောများနေတဲ့မွေထိုင်းကစားသမားရော့ထန် အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကမ္ဘာကျော်ဝမ်ချန်ပီယံရှစ်ရဲ့စူပါစတာတဦးဖြစ်ပြီးမြန်မာပြည်သက်တွေရဲ့အားပေးမှုကိုခိုင်မာရရှိထားတဲ့မွေတိုင်းဖိုင်တာ The Iron Man Rotan ကမြန်မာဖန်တွေကိုနှိမ့်လိုက်တာနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာအပြင်းထန်ဝေဖန်ပြောဆိုနေကြတဲ့အကြောင်းအရာတခုကိုတင်ဆက်ပေးကြပါရစေ။အားပေးတဲ့ပြည်သက်တွေပေါ်မှာသာရင်သူရဲ့ပြုမှုတခုကြောင့်ခုဆိုရင် Rotan တရားမြန်မာပြည်သက်တွေရဲ့ချစ်တော်ဘွားကနေအမုန်းတော်ဖြစ်သွားနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ ထမဆုံးအနေနဲ့ Rotten ဆိုတာဘလူကစားသမားမျိုးလေးဆိုတာကိုအားလုံးသိပြီးဖြစ်မှာပါ။သူကမာကျော်တဲ့မေယိုမကြောက်ရွံ့နဲ့တိုက်စစ်နဲ့အရှုံးမပေးတဲ့စိတ်ဓာတ်တွေကြောင့်တမနီလူသားလိုတင်စားခဲ့ရသူဟာ1 Champion ရဲ့ Flyaway မွေတိုင်းကမ္ဘာ Champion ကပတ်ကိုအချိန်ကြာကြီးကာဝယ်နိုင်ခဲ့ပြီးကမ္ဘာတဝင်းမှာပရိသတ်ခိုင်မာရရှိထားတဲ့ထိတ်တန့်ကစားသမားတဦးဖြစ်ပါရီ။သူရဲ့အောင်မြင်မှုတွေကြောင့်ထိုင်းလူမျိုးသားမကကျမတို့မြန်မာနိုင်ငံကလောဝိတ်ဝါသနာဦးရီကပါ ူ့ကိုလေးစားအားကြပြီးတော့သူ့ပွဲတွေကိုအမြဲတမ်းချက်တူချက်များအားပေးခဲ့ကြတာပါ။ဒါပေမဲ့ခုပြည်ခဲ့တဲ့ပြည်ထနာကတော့ဒီလိုအားပေးခဲ့ကြတဲ့မြန်မာပြည်သက်တွေရဲ့နှလုံးသားကိုနာကျင်စေခဲ့ပါတယ်။ပြီးခဲ့တဲ့တောက်ကြနေစက်တင်ဘာလ26ရက်နေ့ကကျင်းပခဲ့တဲ့ One Friday Fight ပွဲမှာမြန်မာရိုးရာလဝိသမာသွင်းလင်းထက်နဲ့ Rotan ရဲ့ဇနီးဖြစ်သူရဲ့အကိုသူ့ရဲ့ရောက်ဖတော်ဆက်သူတို့ရဲ့ပွဲစဉ်ပါဝင်ခဲ့ပါတယ်။ဒီပွဲကို Rotan တရားသူ့ရောက်ဖအတွက်အားပေးဖို့အတွက် ကျုံဝိုင်းဘေးဒီကိုရိုင်းကိုကြာရောက်ရှိလာခဲ့ပါရီပြည်ထနာကဒီမှာစားရပါပဲကဘာကျော်ဖိုက်တာကြီးကိုရိုင်းအားပေးနေတဲ့ရော့ထန်ကိုကွင်းထဲမှာအနီးကပ်တွေ့လိုက်ရတဲ့မြန်မာပရိသတ်တွေဟာအလွန်အမင်းစိတ်လှရှားပျော်ရွှင်ပြီးတော့သူတို့ရဲ့ချစ်တော်အစားသမားနဲ့အမတ်တရာဓပ်ပုံလေးတစ်ပုံရှိုက်ကူးဖို့အလူရဲ့ကြိုးစားခဲ့ကြပါရီတိုင်းမဲပရိသတ်တွေရဲ့မျော်လင့်ချက်နဲ့စံကျင်ပတ်ပါပဲရော့ထန်ရဲ့တုံ့ပြန်မှုကအားလုံးကိုအံ့အားသိစေခဲ့ပါရီ မြန်မြန်တပ်တင်ပြိသက်တွေရဲ့ပြောချက်အရရော်တန်ဟာသူ့ကိုဓပုံရိုက်ခွင့်တောင်းတဲ့မြန်မာပြိသက်တွေကိုမျက်နှာထားတည်တည်နဲ့ဆက်ဆံခဲ့ပြီးတော့ဖော်ရည်စွာဓပုံရိုက်ခံခဲ့ဘူးလို့ဆိုပါရီပို့ပြီးတော့ဝန်ထဲဆရာကောင်းတာကသူ့ရဲ့မျက်နှာနှစ်ခုပုံစံမှာပဲသူဟာတာမင်းမြန်မာပြိသက်တွေနဲ့တွေ့တဲ့အခါမှာစိတ်မပေါ်မပါနဲ့မင်းမျိုးတွေအမူအရာပြခဲ့ပေမယ့်ထိုင်းလူမျိုးပြိသက်တွေထူးသဖြင့်ကြည်လိုက်တာနဲ့ထက်တန်းလွာဒါမှမဟုတ်တတိလူချင်းအားတွေလာတဲ့အခါမှာတော့သူ့ရဲ့မျက်နှာအနေထားချက်ချင်းပြောင်းလဲပြီးတော့ပြုံးရွှင်စားနဲ့ဓပုံရိုက်ပေးတယ်လို့ဆိုပါရီ ဒီပြည်မှုကမြန်မာပြည်သက်တွေကိုမတူတလို့မတန်တလို့ခွဲခြားဆက်ဆံပြီးနှိမ့်လိုက်တာနဲ့တူတူပဲလို့ခန့်စားရကြောင်းပွဲကြီးပြည်သက်တွေကလူမှုကွန်ရက်ပေါ်မှာရှင်းပွင့်ရေးသားထားပါရီကိုအားပေးတဲ့ဇာသမားကကိုလူမျိုးကောင်မှတမင်နှိမ့်ချဆက်ဆံလိုက်တဲ့အတွက်အားပေးတဲ့ပြည်သက်တွေအတွက်ကတော့အလွန်ကိုစိတ်ပျက်စရာနဲ့ဂုဏ်သိက္ခာထိခိုက်စရာဖြစ်ရတဲ့ခုဖြစ်ခဲ့ရပါရီ ပရိသတ်ကြီးတို့ကရောကဘာအစင်မီအာသာသမားတယောက်ရဲ့ရေးချင်းနဲ့ပရိသတ်ပေါ်ထားတဲ့လေးစားမှုကြားကဆက်ဆက်မှုကိုဘလို့မြင်ကြပါသလဲကိုအားပေးတဲ့ပရိသတ်ကိုလူမျိုးစင်တန်ခွဲကြပြီးတော့ဆက်ဆံတဲ့ရော်ချန်ရဲ့ပြည်မှုပေါ်မှာဘလို့မျိုးထင်မြင်ယူဆမိကြပါလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကို like and follow လုပ်ခဲ့ပေးဖို့အတွက်မေးပါနဲ့အောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေရှင် မိန်းကလေးတွေကိုသဘောမကျဘဲနဲ့ဗလာတော်တော်ချစ်သူကိုအားလုံးနဲ့မိတ်ဆက်ပေးလိုက်တဲ့ဆရာအထူးအားလုံးပဲမင်္ဂလာပါသစ္စလီဗီနျူပေးကနေပြန်လည်ကားကျေးဇူးလိုက်ပါတယ်အလားမယ်လောကထဲမှာဆရာထူးအလင်က National Director တယောက်ဖြင့်ဆရာပီသားရယ်ဆိုပြီးနာမည်ကြီးခဲ့သူပါအတိတ်ကကိစ္စတွေရှိခဲ့ပေမဲ့လည်း National Director လုပ်ချိန်မှာခေါင်းဆောင်ပီသားလို့ချီးကျူးခံနေရပါတယ်အတိတ်ကပြည့်တွေကြောင့်ထူးအလင်ကိုသိစုငင်းနဲ့ချစ်ကြိုက်သွားမလားဆိုပြီးစိတ်ပူကြတဲ့သူတွေရှိသလိုသူတို့နှစ်ယောက်ကချစ်သူတွေဖြစ်နေကြပြီလို့လည်းထင်ကြပါတယ် တဲဆူငိမ့်နဲ့မကြာခဏတွဲမြင်ရလို့အထင်လွဲနေပေမဲ့ဆရာသူကမိန်းကလေးတွေကိုစိတ်ဝင်စားစားပြောခဲ့ပူပါရီထူးရလူရဲ့ရုပ်ရည်ကလည်းအိန္ဒိယဆန်ဆန်ချောမောနေလို့ဗလာတောင်တောင်နှကံဝေးကကနဲ့မိမိုက်နေတာကြောင့်သူ့ရဲ့ချစ်သူကဘာလို့ဖြစ်မလဲဆိုတာစိတ်ဝင်စားကြပါရီတပည့်တွေပေါ်မှာတောင်မှဒီလောက်ချစ်တဲ့နေရင်သူ့ရဲ့မိန်းကလေးဆိုရင်တော့ပို့ပြီးတော့ချစ်မှာပဲလို့ထင်မင်းသူတွေကတတက်စင်အောင်လွှဲမှာသွားပါပြီထူးရလူကသူ့ရဲ့ချစ်သူကိုအားလုံးသိအောင်မိတ်ဆက်ပေးလိုက်ပြီးဖြစ်ပေသူကတော့မိန်းကလေးတယောက်မဟုတ်ပဲယောက်ျားလေးတယောက်ဖြစ်နေကြတာပါ ထူဝဲလင်ရဲ့ချက်သူကဂျပန်လူမျိုးတရားဖြစ်ပြီးအသားအရည်ဝင်လက်မှုခနာကိုရဲ့တောက်တင်မှုရုပ်ရည်ရဲ့ချုံမမှုတို့နဲ့ပြည့်စုံနေသူပါမိန်းကလေးတွေသဘောကျရလောက်တဲ့ရုပ်ရည်ပိုင်ရှင်ဖြစ်ပေမဲ့မိန်းကလေးတွေကိုစိတ်ဝင်စားပဲနဲ့ထူဝဲလင်နဲ့ချက်သူဖြစ်တာလေးနေကြောသွားပါပြီဒီအပိုင်းမှာတော့ထူဝဲလင်ကဂျပန်ကချက်သူလေးနဲ့ပျော်ရွှင်နေတဲ့ဗီဒီယိုကိုတင်လာလို့အံ့ဩနေကြရပါတယ်နေရာလုံးကမိန်းကလေးတွေသဘောကျလောက်တဲ့အနေထားတွေရှိပေမဲ့သူတို့ကတော့မိန်းကလေးတွေကိုမျက်လုံးထဲမှာမရှိပါဘူးမြောက်သားပျော်ရွှင်မြို့တူးနေတဲ့ပုံရိပ်လေးတွေကိုတဲဆူငင်က ီယိုရိုက်ကူပေးထားပြီးတော့တဲဆုငိမ့်နဲ့ဆရာသူတို့ချစ်သူတွေဖြစ်နေတာမဟုတ်ကြောင်းတခါတည်းဖြစ်ရှင်းလိုက်တာပါသူရဲ့လေနဲ့သူရဲ့ချစ်သူကောင်လေးကအချစ်တွေပြေးဝနေတဲ့မျက်ဝန်းနေနဲ့ကြည့်နေတာလို့မြင်ရသူတွေမှာတော့အသေးတရားရဖြစ်နေကြပါသည်အချို့ကလည်းဒီမြင်ကွင်းတွေကအမြင်မသင့်တော်ဘူးလို့ပြောနေကြပေးအခြားသူတွေလည်းအားကျနေမှာကိုစိုးရိမ်နေကြပါသည်ဒါပေမဲ့လူသားချင်းချစ်တာကတောင်းဆီးလို့မရလို့သူတို့နှစ်ယောက်ကတော့ဘယ်သူခွဲခွဲမကွဲနိုင်တော့ပါဘူး အရင်ကတော့ရှူကီကိုလိုချင်တဲ့သူတွေကဂျားတွေကစနိုက်ကျော်လုပ်ခဲ့တဲ့အဖြစ်အပျက်တွေရှိခဲ့ပါပါ ರೀ အခြားသူတွေသဘောကျမေဆိုရင်လည်းသဘောကျစရာရုပ်ရည်ရှိတဲ့ယူကီကိုကိုထူးရဲ့တွင်ကလည်းတသက်လုံးချစ်ပေးပြီးတော့စနိုက်တွေကိုအနိုင်ရခဲ့တာပါကိုထူးရဲ့လည်းအီဇာဟောင်းကတောင်မှပြန်လည်အားကြားရတဲ့ထိသူတို့ရဲ့ချစ်တွေကခိုင်မြဲနေပါပြီတက်တူရီဘလာရီနှကန်းတွင်နဲ့ယောက်ျားပီသားတဲ့ရုပ်ရည်ပိုင်ရှင်တွေကမိန်းကလေးတွေကိုသဘောမကျပဲအချင်းချင်းမေးစိတ်ဝင်စားနေလို့မိန်းကလေးတွေအတွက်တော့ရွေးချယ်ရခက်ခဲနေပါ ರೀ ။ဆရာတို့ရဲ့ချစ်သူလေးကိုလိုချင်တဲ့သူတွေတော့အားကြနေကြပေ။နီးနန်းလေးတွေလည်းလိုချင်နေကြပါရဲ့။အလာမေတွေနဲ့အလုတ်တူတူလုပ်နေတဲ့ထွေးလွင်ဟာအချောလာလေးတွေဝိုင်းဝိုင်းလေးနေပေမဲ့အားလုံးကိုတမီးလို့သဘောထားတာပါ။သူလည်းနေတည်းအောင်မြင်သွားတဲ့ကြားသလိုလူရွေးလဲတော်တဲ့ထွေးလွင်ကချစ်သူရွေးတဲ့နေရာမှာလေးတော်နေပြန်ပါရဲ့။အလုံးမလေးအောင်မြင်ဂျပန်ကချစ်သူလေးထံကနေတဲ့ချစ်ခင်ရတဲ့ထွေးလွင်ကတော့သူ့ကိုထင်သေးနေတဲ့သူတွေကိုပြီးတော့တပုတ်ထဲနဲ့ခြေပြလိုက်ပါပြီ။ ။တဲစုငိနေတူဝဲလင်းကိုထင်လွဲနေတဲ့နဝဲလေးအံ့ဩနေတော့မှပြတဲ့ပြင်နဝဲမထင်ထားတဲ့အရာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြနေတာပါ။မိကလေးစစ်တွေအားကြရလားအောင်ခက်ကြောကြောချစ်သူလေးကိုပွဲထုတ်လာခဲ့တဲ့တူဝဲလင်းကိုအားကြနေပြီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ ရှင်ရီပိတ်တာလိုက်ကြီးဝင်ခေါသူတို့ရဲ့အလှတရားတွေကိုအပြိုင်ဆိုင်ဖော်ပြခဲ့တဲ့ထိတ်တန့်မင်းသမီး၃ယောက်မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးကျော်၃ယောက်ဖြစ်တဲ့အိန္ဒြာကျော်စင်မိုးဟေကိုနဲ့မျိုးဆက်တဲ့အလှပိုင်ရှင်လေးရုံးရီလွင်မိုးတို့ရွှေချမ်းရတနာဆိုင်ရဲ့ကြောင်ညာတစ်ခုမှာရွှေရီပိတ်တာနဲ့ကြည့်ပြီးတော့ဝစ်စင်ကသူတို့ရဲ့အလှတရားတွေကိုအပြိုင်ဆိုင်ချပြခဲ့ကြတာပေါ့ဒီမြင်ကွင်းကတကယ်ကိုရှားပါးတာဖြစ်ပြီးတော့ပရိသတ်တွေကြားထဲမှာအကြီးကျယ်ရေပန်းစားသွားခဲ့ပါတယ် ။ဒါကြောင့်လေဆိုတော့သူတို့၃00လုံးကခေဆက်ဆက်မှာပြိသက်တွေနှလုံးသားကိုတင်ပိုက်ထားနိုင်တယ်။ကျုပ်ပြင်မထားတဲ့တဘာဝလှတရားတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်လို့ပါ။ခုဆိုရင်ထိတ်တန့်မင်းမီ၃00ကရွှေရောင်တပ်ပတ်မှုတွေနဲ့သူတို့ရဲ့စက်တီရှိတဲ့လှတရားတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့တကယ့်ကိုစက်တီရှိစွာနဲ့လှပလွန်နေတာပါ။ပထမဆုံးအနေနဲ့ပြောချင်တာကတော့ Tara မြို့ပြနေစေမင်းသမီးကြီးအင်ဒရာကျော်စင်ပါပဲ။ဦးဝဲလိုချစ်စနိုးခေါ်ကြတဲ့သူတို့ရဲ့အလှတွေကအသက်အရွယ်ဆိုတာကိန်းကနဲတစ်ခုမြတ်တာဖြစ်ကြောင်း တက်တင်ပြနေခဲ့ပါတယ်။ရွှေရှမ်းဆိုင်ကျောင်းကမှာအဝင်းဟာခင်မိတဲ့ဒီဇိုင်းနဲ့ရှေးဟောင်းငွေတက်တွေပေါင်းဆက်ထားတဲ့ရွှေဆွေးကြိုးကြီးတွေ လက်ကောက်တွေကိုဝတ်ဆင်ထားတာကိုလည်းတွေ့ရပါတယ်။ဒီရှင်ရဟောင်းသူ့ရဲ့ရင်ကျက်တည်ငြိမ်ပြီးတော့မဟာဆန်တဲ့အလှတွေကိုပို့ပြီးတော့အားဖြစ်ပေးလိုက်တယ်လို့ပါပဲ။သူ့ရဲ့ယုံကြည်မှုပြည့်ရှိတဲ့အကြည်ချက်တွေကျက်တည်ရှိတဲ့အပြုံးနေနဲ့ဒီရွှေရောင်တောက်ပမှုတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့တကယ်ကိုဘယင်မတပါးရဲ့အရှိန်အဝါမျိုးထွက်ပေါ်နေခဲ့ပါတယ်။ ရွှေရည်တန်မိုးကလူတွေသတ်မှတ်ထားတာဖြစ်ပေမဲ့မဟုတ်ဝဲအလားတရားတွေကတော့အချိန်တိုင်းနာလို့မရဘဲနဲ့တန်မိုးရှိတဲ့အရာဆိုတာဒီပွဲကတက်သေးပြသွားခဲ့တာပေါ့ဒုတိယတယောက်ကတော့မြင်လိုက်တာနဲ့အေးချမ်းပြီးတော့တည်ငြိမ်တဲ့လှကိုပိုင်ဆိုင်ထားတဲ့မင်းမီဂျော်လင်းမိုးဟစ်ကိုပါပဲမိုးဟစ်ကတော့မြမဝတ်စုံလင်းနဲ့သူ့ရဲ့နန်းဆန်တဲ့လှတွေကိုပို့ပြီးတော့ပေါ်လင်းစေခဲ့ပါတယ်သူဝိထားရင်ရှီဟောင်းနန်းရင်းဒီဇိုင်းဆန်ဆန်ရွှေလဲဆွဲရွှေနကတ်တွေကသူရဲ့ချက်တွေရှိရဲမျက်နှာလေးကိုပို့ပြီးတော့တောက်ပစေခဲ့ပါတယ် ရွှေရည်ရဲ့ဝင်းဝါတောက်ပမှုတွေကမိုးရိပ်ကွဲအင်ဒရိတ်ကြီးမားတဲ့အလှနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာတော့ဗကန်ခေတ်ကနန်းညွန့်နန်းလျောင်မင်းသမီးတပားလိုမျိုးမျက်ဝန်းထင်ထင်မြင်တွေ့လိုက်ရသလိုခံစားစီရပါတယ်။သူ့ရဲ့ခြေလက်တိုင်းအကြည့်တိုင်းမှာတော်ဝင်ဆန်တဲ့မြင့်မြတ်မှုတွေပါဝင်နေပြီးရွှေရည်ကသူ့လှောက်ပို့ပြီးတော့ဂိုယွေဝင့်ကျောင်းဆေးခဲ့တယ်လို့ဆိုရမှာပါ။နောက်ဆုံးတစ်ယောက်ကတော့အားလုံးရဲ့ခေလေးလိုချစ်စနိုးခေါ်ကြတယ်မင်းသားကြီးဦးလွင်မိုးရဲ့သမီးကြောင့်လင်းရုံးဝတီမျိုးပါပဲ။ခေလေးကတော့သူ့ရဲ့နှုတ်ပြလန်းဆန်တဲ့အလှပတွေနဲ့လိုက်ဖက်ညီအောင် ခင်မီရဲ့ဒီဇိုင်းဆန်းရွှေတွေကိုရွေးချယ်ဝတ်ဆင်တာတွေကိုတွေ့ရပါတယ်။သူရဲ့ဖြူစင်ဝင်းမော့တဲ့အသားရည်ပေါ်မှာရွှေရောင်တွေကတောက်ပဆန်းနဲ့လိုက်ဖက်ညီနေခဲ့ပါတယ်။စီနီယာမင်းသမီးကြီးညောင်ရင်ချက်တဲ့အလှတွေကြားထဲမှာခေလေးရဲ့နုပြိုလှပတဲ့အလှတွေကလည်းတီးတန့်ထင်ရှားပြီးတော့တောက်ပနေကြတာပါ။ဒါဟာမြန်မာနုပညာလောကမှာထိတ်တန့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့အင်ဒရာဂျာဆင်နဲ့မိုဟီကိုရီရဲ့အလှတရားမွေကိုခင်းလေးကရုံးရည်လွင်ပေါ်ကဆက်ခံထိန်းသိမ်းသွားအောင်ပဲဆိုတဲ့မြင်ကွင်းတစ်ခုပါပဲ။ရွှေရည်အများကြီးဝတ်ထားပေမယ့်လေးလံမသွားဘဲနဲ့ သူရဲ့နုနယ်တဲ့အလှတရားကိုပို့ပြီးတော့တောက်ပစေခဲ့တာကတော့တကယ်ကိုမှချီးကျူးစရာပါမင်းသမီးကြီး၃ယောက်တူတူရှိနေတဲ့ကျောင်းသားဟာဒါမှန်ကျောင်းသားရဲ့ထက်အများကြီးပိုပါတယ်ဒါမြမမျိုးသမီးတွေမတူညီတဲ့အသက်ရွယ်မတူညီတဲ့အချိန်ကာလတွေမှာရှိနိုင်တဲ့အလှတရားတွေကိုကိုးစားပြုခဲ့တာပေါ့အင်ရာဂျွန်စီရဲ့ရင်းချက်တည်ငိမ့်တဲ့အလှမိုးရီကိုရဲ့နန်းဆန်တဲ့အလှတွေနဲ့ရုံးရီလွေမွေးရဲ့နုပြောတဲ့အလှဒီလတရား၃မျိုးလုံးကိုရွှေနဲ့တန်မိုးကြီးမြင့်မှုနဲ့ပေါင်းဆက်ပြလိုက်တဲ့အခါမှာတော့ ပြည်သက်တွေအတွက်ကြီးမားနိုင်တဲ့ရွှေဆိုင်ကြောင်ကြာဖြစ်နေတာပါပဲ။ဒီကြောင်ကြာလေးကနေအသက်အရွယ်ကလာတရားတွေကိုမတားဆီးနိုင်ကြအောင်ထပ်ပြီးတော့တက်တေပြသွားခဲ့ပါရင်ပြည်သက်ကြီးတို့ကရောမင်းသမီး၃ယောက်ရဲ့ရွှေရင်နဲ့တန်စာဆင်ထားတဲ့အလားတရားတွေပေါ်ဘလို့မြင်လဲဆိုတော့ comment မှာဝင်ရောက်ပြောသွားကြပါဦးရှင်။ မြန်မာနိုင်ငံမှာဘယ်သူမှမပိုင်ဆိုင်နေတဲ့နန်းတော်ကြီးလားခမ်းထားတဲ့အင်ကြီးကိုချပြလာတဲ့ဝင်းမုံရွှေအားလုံးပဲမင်္ဂလာပါရှင်အင်တာနက်လူမှုကွန်ရက်ပေါ်မှာအားလုံးကိုအားအသင့်သွားစေတဲ့အကြောင်းအရာတစ်ခုပြန့်နေနေပါတယ်အဲ့ဒါကတော့ထိတ်တန်မင်းသမီးဝင်းမုံရွှေရဲ့နန်းတော်ကြီးလားခမ်းနာထေဝါလာတဲ့ဆိုင်တော်ကြီးပါမယ်ဝင်းမုံရွှေဟာအနုပညာရှင်တွေခြားထဲမှာမှတာမန်ချမ်းသာတယ်ဆိုတဲ့အဆင့်ကိုကြော်လွန်ပြီးမြန်မာနိုင်ငံမှာဘယ်သူမှမပိုင်ဆိုင်သေးတဲ့စီးဆိုင်အုပ်ဆောင်မျိုးကိုပိုင်ဆိုင်ထားကြောင်းကိုတက်တည်ပြလိုက်တာကြောင့် ဒီကြောင်ရကပြည်သက်တွေကြားထဲမှာအဓိကပြောစရာတစ်ခုဖြစ်နေပါတယ်သမိုင်းရဆိုင်ကြီးဟာနန်းတော်ကြီးတို့များခန္ဓာကြီးကျဲလှပနေကုန်ကိုအရင်ဆုံးပြောပြပေးချင်ပါတယ်။လူမှုကွန်ရက်မှာမြင်တွေ့ရတဲ့ပုံရိပ်တွေရာဒီအင်ကြီးဟာကြီးကျဲခန္ဓာလုံးရဲ့ခြံဝင်းကြီးအတွင်းမှာတည်ရှိနေပြီးတော့သူရဲ့ဘီသူကလက်ရာတွေဟာဥရောပတော်ဝင်အိမ်တော်ကြီးရဲ့ဒီဇိုင်းတွေကိုအခြေခံထားပုံရပါတယ်။အတွင်းဘန်းကိုလည်းဝင်လိုက်တာနဲ့ဧကမ်းမကြီးဆောင်တဲ့ခန္ဓာမှုတွေကလည်းကျိုးစိုးနေပါတယ်။အပြင်တင့်တယ်ထားတဲ့စကြင်ကြောက်ပြားတွေခင်းကျင်းထားပြီး ။ယနေ့ကျန်ပြင်းကြီးတွေနဲ့ရွှေရောင်ချေပြီးတော့အနုစိတ်အလားဆင်ပေါ်တဲ့ဈေးကြီးကတော်ဝင်တဲ့မီးဆိုင်ကြီးတွေနဲ့တန်းစာဆင်ထားတာက တကယ်ကိုမှတော်ဝင်ငွေတက်ကိုပေးဆွမ်းနေပါရဲ့။အခန်းဖွဲ့စည်းပုံကလည်းတာမန်အိမ်နဲ့လုံးဝမတွေ့ပါဘူး။အခန်းဆောင်၊ထပင်းဆောင်အခန်းဆောင်၊ဖြောပြေးခန်းမဆောင်၊ကိုပိုင်ရုပ်ရှင်ကြည့်ရှုရန်အခန်းဆောင်ဆောက်သဖြင့်တီးတဲ့နေရာတွေခွဲခြားထားပြီးတော့အခန်းတိုင်းကိုလည်းဈေးကြီးဆုံးပရိဘောကနေသားလာဆင်ထားပါရဲ့။အိမ်ရဲ့ပြင်ပမှာလည်းနိုင်ငံတကာစစ်မြေအရွယ်ဆောင်ဆိုင် ရေကူးကန်ရေးတစ်ခုနောက်ဆုံးပေါ်ပစ္စည်းတွေနဲ့ပြည်စုံတဲ့ကိုပိုင်ချင်းခမ်းမကြီးတစ်ခုပါဝင်တာကြောင့်ဒီအင်ဂျင်ကနေထိုင်ဖို့တသက်မဟုတ်ပဲသက်ဆုံပြည်စုံတဲ့အပန်းဖြေနေရတစ်ခုဖြစ်တည်ရှိနေပါတယ်။တကယ်ကိုဘယင်းတမိုင်းရဲ့နန်းတော်ကြီးကိုရောက်သွားသလိုခန်းဆန်းစီရမှာအမှန်ပါပဲ။ဒီလိုနန်းတော်ကြီးမှာဘသူတွေနေထိုင်လဲဆိုတာကတော့မြမအမှုပညာရှင်လောကရဲ့ဘယင်းမတစုဖြစ်တဲ့မင်းသမီးဂျော်လီဝင်းမုံရွှေနဲ့သူမကိုဘယင်းမတစ်ပါးလို့တင်စားထားတဲ့ခင်မောတဲ့ခရိုဒီတထဲကြီးကိုနိုင်ဖြိုးကျော်တို့ပဲဖြစ်ပါတယ်။ ဝင်းမုံရွှေရဲ့ချမ်းသာကြွားမှုတွေဟာဒီအင်ကြီးကနေအစပြုတာမဟုတ်ပါဘူး။သူမကိုရင်ကအကယ်ဒမီများရှင်ကျောင်းညာဘယင်းမဖြစ်တဲ့အမှုပညာလောကမှာထိတ်တန်းနေရကနေဝင်းဝင်းတွေအများဆုံးရရှိနေသူတို့ပါ။ဒီဘော်ဒမှာထပ်ဆင့်ဖြစ်ဆွတ်ပေးလိုက်ရင်တော့ခင်မုန်းတဲ့ကိုနိုင်ဖြိုးချော်ရဲ့စီးပွားရေးအင်ပါယာကြီးပါပဲ။ကိုနိုင်ဖြိုးချော်ဟာနမင်ကျော် VV ချိုရဲ့လုပ်ငန်းစုကြီးကိုပိုင်ဆိုင်ထားသလို MG လျှက်စစ်ကားတွေကိုလည်းမြန်မာပြည်တွင်းကိုတရားဝင်တင်သွင်းဖြန့်ချိနေတဲ့လုပ်ငန်းရှင်ကြီးတူလေးဖြစ်ပါရင် ။အခြားသောစီးပွားရေးနယ်ပယ်များစွာလည်းဩစာကြီးမားသူတယောက်လည်းဖြစ်နေပြန်ပါတယ်။သူရဲ့ကြွယ်ဝမှုတွေနဲ့စနေပုံထားတဲ့အချက်ကိုတော့ဝမ်မုံရွှေရဲ့ပိုင်ဆိုင်မှုတွေကတတ်သေးပြနေတာပေါ့။တိမ်မများစွာတန်တဲ့ကြောက်စိမ့်လေဆွဲတွေစိမ့်စီထားတဲ့လက်ကန်အိတ်တွေဟာတမတော်တော်တာမန်လက်ဆောင်တွေလိုပါပဲ။အခုလိုမျိုးနန်းတော်တို့များခမ်းထားတဲ့အိမ်ကြီးကိုဇနီးတွေအတွက်ဖန်တီးပေးထားတာကတော့အိမ်တော်ကြီးရဲ့တာယာမှုကိုအကောင်းဆုံးပြသလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်လဲပရိသတ်တွေကဝမ်မုံရွှေရဲ့အမှုပညာအောင်မြင်မှုတွေကိုချီးကျူးသလို သူမရဲ့အိမ်တော်ရဲ့ကံကောင်းလုံးပုံကိုလည်းတညတညတည်းချီးကျူးနေကြတာဖြစ်ပါတယ်။ဝင်းမောင်ချွေရဲ့ခင်မောတဲ့တထေးကိုနိုင်ဖြိုးကျော်တို့ဟာဒီလိုမျိုးချမ်းသာကြွားပေမဲ့မာနမကြီးဘဝင်မပြည့်မဲအလိုတန်းရရောပြီးတော့စိတ်ထားလေးကောင်းလာကြအောင်ချီးကျူးခံနေရတာပါ။ပရိသတ်ကြီးတို့ရောနန်းတော်ကြီးလိုခမ်းနားတဲ့အိမ်ကြီးမှာဘယင်မတပါလို့နေထိုင်နေရတဲ့ဝင်းမောင်ချွေရဲ့ဘဝကိုဘလိုမျိုးမြင်ကြပါသလဲ။သူမရဲ့ကြိုးစားမှုနဲ့ကံကောင်းမှုတွေပေါ်မှာကိုယ့်ရဲ့မြင်လေးတွေကိုမှတ်ချက်ရေးပြီးတော့မျှဝေပေးကြပါအောင်ရှင်။ ကြည့်ရှုအပိကေချာရင်ပြိသက်တူတယောက်စီကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်ဘာသာခြားချက်သူနဲ့ရှင်နေတွေ့ခဲ့ပေမယ့်မိဘတွေသဘောမတူလို့လမ်းခွဲလိုက်ရတဲ့အကြောင်းပြောလာတဲ့ဖွေဖွေမင်္ဂလာပါရှင်ဘယ်သူမှမသိခဲ့တဲ့သူမချေးဇလန်းကိုပြန်လည်မျှဝေပေးလာတာကထိတ်တဲမင်းသမီးတူဦးဖြစ်သူဖွေဖွေပါဖွေဖွေဆိုတာနဲ့မြမရုပ်ရှင်လောကမှာ သူ့ရဲ့နေရသူ့ရဲ့အောင်မြင်မှုတွေကိုဘယ်သူမှမေးခွန်းထုတ်စရာမလိုပါဘူးအတန်ငယ်ငယ်လေးနဲ့ကယ်ဒီမီစုကိုထိုက်တတန်သိမ့်ပိုင်နိုင်ခဲ့သူတရုတ်ဆောင်လိုက်ပြီးဆိုရင်ကာရီတာတိုင်းမှာပြိသက်ကိုပြေဝဆွဲခေါ်သွားနိုင်သူပါရုပ်ရည်လေးကချစ်စရာကောင်းသလိုသူ့ရဲ့ပွင့်လင်းတဲ့စိတ်ထားနဲ့ဥပညာပေါ်ထားတဲ့လေးနက်မှုတွေကြောင့်ယောက်ျားလေးမိန်းကလေးပြိသက်မြွေအလုံးကဖွေးစိန်ကိုချစ်စနိုးခေါ်ကြရတဲ့ပြည်သူချစ်တော်တို့ပါပဲဒါပေမဲ့ဒီလိုဥပညာမှာရောအလားပါမှာပါ ဘက်ဆောင်ပြေဆောင်နေတဲ့ဖွေဖွေစီမှာပြည်သက်တဲ့အမြဲတမ်းစိတ်ဝင်စားနေစောင့်ကြည့်နေရတဲ့ကောလတ်တခုရှင်နေကြပါရီအဲ့ဒါကတော့သူမရဲ့အခြေရေပါပဲသူမနဲ့ခေပြိုင်မင်းသမီးတွေမိမဝိုင်းခွဲတော်ဆက်တဲ့ဝတ်မော်ရွှေကြီးပါဝင်ဒီပညာရှင်တော်တော်များများအိမ်အောင်ကြပြီတာယာရဲ့မိသားစုဘွားကိုပိုင်ဆိုင်နေချိန်မှာဖွေဖွေတယောက်ကတော့နုပညာလုပ်တွေနဲ့ပဲချိန်ကုန်နေကြပါရီဆိုရှယ်မီဒီယာပေါ်မှာဆိုရင်ဖွေလေးပဲတော့မင်္ဂလာသတင်းကြားမလဲဒီလောက်ချော်ပြီးတော့ဒီလောက်အောင်မြင်တာကိုဘာလို့တယောက်တည်းဖြစ်နေရလဲဆိုတော့မိကုန်းတွေ မှတ်ချက်တွေကအမြဲတမ်းလိုလိုရှိနေကြတာပါပရိသတ်တွေကသူမကိုအချစ်မရှိတဲ့အချစ်ကိုစိတ်ဝင်စားတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ထင်မှတ်နေကြတာပါဒီလိုမိကိုနေထင်ကျဲတွေအလုံးရဲ့ဆုံးသက်ကိုတော့ခပွေးကိုယ်တိုင်မကြသေးခင်ကပြုလုပ်ခဲ့တဲ့ဒေဝိမေစီစဉ်တခုမှရှင်နာနာနဲ့ဖွင့်ဟပြပြခဲ့ပါရီသူမကပရိသတ်တွေထင်တယ်လို့အချစ်မရှိခဲ့သူတရားမဟုတ်ပါသူမဘွားမှာတကယ်ကိုမှနက်နက်ဆိုင်ဆိုင်ချစ်ကြရတဲ့ချစ်သူတရားရှိခဲ့ဖို့ပြီးတော့အဲ့ချေဟာရှင်းနှစ်တောင်မှကြာမြင့်ခဲ့ပါရီလေရှင်းနှစ်ဆိုတဲ့ချိန်ကမနေပါဘူး လူနှစ်ယောက်ကြားမှာတန်ရုံးစင်နေနားလည်မှုတွေအမှတ်တရတွေနဲ့တိဆောက်ထားတဲ့ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုပါ။ဒါပေမဲ့ဝန်နေစရာကောင်းတာကအက်ဆလန်ဟာပျော်ရွှင်စွာပေါင်းဖက်ခြင်းဆိုတဲ့စက်သိန်းနဲ့အဆုံးမတက်ခဲ့ပါဘူး။သူတို့နဲ့အိုလန်ခွဲရတဲ့အဓိကအကြောင်းရင်းကတော့ဘာသာရေးမတူညီမှုကြောင့်ပါပဲ။ဘဝေဘကတော့ချစ်စစ်မှန်ရင်ဘာသာတရားဆိုတာအတားအဆီးတစ်ခုမဟုတ်ဘူးလို့ယုံကြည်ခဲ့ပေမယ့်သူမကမိဘတွေဘက်ကတော့ဒီကိစ္စကိုလုံးဝလက်မခံနိုင်ကြပါဘူးတကယ်တော့ဖူဖေးလိုအောင်မြင်တော်ကြပြီးကိုချစ်တော့ပေါ်ကိုရက်တည်နိုင်တဲ့ ဟိတ်တမ်းမင်းသမီးတယောက်အနေနဲ့ကိုဘွားကိုကိုရိုင်းဆုံးဖြတ်ပေးချစ်သူကိုရွေးချယ်လက်ထပ်လိုက်မယ်ဆိုရင်ဘယ်သူကမှအပြစ်ပြောမှာမဟုတ်ပါဘူး။ဒါပေမဲ့ဖိုးဖေးကအဲ့လိုမလုပ်ခဲ့ပါဘူး။သူမကကိုရဲ့ပျော်ရွှင်မှုကိုရဲ့နှလုံးသားချင်းမိဘရဲ့စိတ်ချမ်းသာမှုနဲ့မိဘရဲ့စကားကိုရှည်တဲ့တင်ခဲ့ပါရီ။အဲ့ဒီပြက်ကိုသိပြီးတဲ့နောက်မှာတော့ပရိသတ်တရားဖိုးဖေးပေါ်မှာပို့ပြီးတော့တောင်မှလေးစားစာနာမှုတွေဖြစ်ခဲ့ရပါရီ။ကိုရဲ့အသက်လုံးဆောင်ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ကိစ္စမှတောင်မိဘကိုစိတ်မြင့်စေချင်လို့ကိုရိုင်းနင်းနာခံခဲ့တဲ့သူမရဲ့စိတ်သက်ကို လူတွေကသမီးလိမ်မာလေးလိုချစ်ချူဟောပနာပြုနေကြပါရည်မြမလူမှုတိုင်ဝိုင်းမှာမိဘပေါ်မှာတိကျက်လိမ်မာမှုကိုတံမိုးချရတဲ့ဘွဘွေရဲ့ဆုံးဖြတ်ချက်ဟာလေးစားစရာဥမာတစ်ခုဖြစ်ကြပါရည်ဒီဖြစ်ပျက်ကြည့်ပြီးရနောက်မှာတော့ဘွဘွေဟာအခြေရင်းနဲ့ပတ်သက်ပြီးနောက်ထပ်စိတ်ဝင်မစားတော့ဘဲအမှုပညာလုပ်တွေမှာပဲကုံဆုံးနေကြတာဖြစ်ပါရည်ဒါကြောင့်ပြည်သက်ကြည့်နေတဲ့ဘွဘွေကိုတယောက်တည်းအပြိုကြီးလုပ်နေရလို့မြင်တဲ့အခါသူမကအချင်းရှိခဲ့လို့မဟုတ်ပဲ ကြီးမားတဲ့ဆုံးလွန်နေနာခံမှုတစ်ခုကိုပြုလုပ်ထားတဲ့မိဘပေါ်မှာတည်တဲ့တဲ့တမိကောင်တယောက်ဖြစ်တယ်ဆိုတာကိုနားလည်ပေးနိုင်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ပရိသတ်ကြီးရောဘိုးဘွေရဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာဘလို့မြန်မာတလေမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးခဲ့ပါဦးရှင်